မြန်မာနိုင်ငံကိုပြည်လဲရောက်ရှိလာတဲ့ကနုပညာလုပ်တွေ၊ကြော်ညာတွေ၊မနာတန်းကိုရက်ကူးနေရတဲ့ရုံးရီလွင်မုံရုံးရီလွင်မုံဟာတော့ငွေကြေးများစွာကိုလည်းလပိုင်းတွင်မှာများစွာရှာဖွေနိုင်ခဲ့ပါတယ်။ သူ့ရဲ့အမှုပညာကျေးကလည်းဦးလင်မိုးရဲ့သမီးလေးဖြစ်နေတဲ့အတွက်တန်းတစ်ခုမှရှိနေပြီးအမှုပညာကျေးဟာတော့မနေလာပါဘူး။ဒါကြောင့်မလို့လေရုံးတီလွင်မိုးရဲ့အလားပိုင်းတွဲမှာရရှိထားတဲ့အမှုပညာကျေးသိမ်းမောင်းထောင်ကျော်ဒီကိုရရှိနေပြီးထိတ်တန်းမင်းသမီးတွေရဲ့အမှုပညာကျေးကိုလည်းကြော်တက်သွားခဲ့ပါတယ်။ဒီလိုမျိုးအမှုပညာကျေးတွေများစွာရှာဖွေနိုင်ခဲ့တဲ့ရုံးတီလွင်မိုးဟာတော့မကာအိုနဲ့ရှန်ဟိုင်းကိုလည်းတွားရောက်အပန်းဖြေတာကိုတွေ့ရပါတယ်။ အိမ်နောက်ကွေးပြီးတဲ့အချိန်မှာတော့ရုံးဒီလွင်မုံကပို့ပြီးတော့လက်ပအောင်ပို့ပြီးတက်ပြလာအောင်ကိုပိုင်စီဝါရေးကိုပိုင်ငွေချင်းများစွာကိုရှာဖွေနိုင်တဲ့အထိတူးတက်လာတာကိုလည်းတွေ့ရပါတယ်။အောင်မြင်မှုအတွက်ဖိုးလာဖြစ်ရဲ့တုံတော့ခံပြင်လာခဲ့ကြတဲ့မင်းသမီးများဖိုးလာဖြစ်ဆိုတာကတော့အားလုံးမသိသူမရှိတော့အောင်ကြော်ကြားသူတယောက်လည်းဖြစ်ပါတယ်။နေရွှေတရားဟာတချိန်ကဗဗကြီးဦးသန်းရွှေရဲ့တာရီထဲကတူဦးဖြစ်ပြီးတော့ကြီးကြီးတဲ့ချမ်းသာတဲ့သူတွေလည်းဖြစ်ပါတယ်။ သူကတော့ငွေကိုစိတ်ကြိုက်သုံးနိုင်တဲ့သူဖြစ်တာကြောင့်ပြိုရန်ကျတဲ့နင်းချီကန်ဖြစ်လို့ဆိုကြည့်ပဲလို့တော့မှထင်မြင်ပြောဆိုနေခဲ့ကြတာပါငွေကိုစိတ်ကြိုက်သုံးနိုင်တဲ့သူဖြစ်တာကြောင့်မိန်းကလေးတွေကိုလည်းငွေနဲ့ပေါက်ကထဲလဲတွဲနေတဲ့လူလည်းဖြစ်ပါတယ်တယောက်ပြီးတယောက်တွဲနေရှိပြီးမကြိုက်ရင်လည်းဖြတ်တက်တဲ့သူဖြစ်တာကြောင့်ဘောလုံးအသင်းစာထပ်တောင်းကြော်လွန်နေခဲ့ပါတယ်မိန်းကလေးတွေကိုမယိုးနိုင်တွဲနေတဲ့သူလည်းဖြစ်ပါတယ်ဘယ်သူတွေဖြစ်မလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြရအောင် ကတော့ပုရိသတွေရဲ့အသေးအချော့ပဲလို့လေးပဲဖြစ်ပါတယ်တော့ miss log ကလည်းနုပါတယ်ဒီမှာတက်သေးစားချိန်မှာဖူလာပြေက ထောက်ပံ့ပေးနေလို့ဖြစ်တာကြောင့်ခင်ဝဲဝါကဖိုးလာပြေနဲ့မကင်းတာဖြစ်ပြီးနောက်ပိုင်းမှာတော့ခင်ဝဲဝါကိုဖိုးလာပြေကပဲအသေးခွဲကဆွလွန်သွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ခင်ဝဲဝါဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လို့နေရဖြစ်ပြီးတော့သူမရဲ့ဒုတိယမြောက်အကယ်ဒမီစုကို2024ခုနှစ်မှာရရှိဖို့အတွက်တည်င်းနေထွက်ခဲ့တဲ့လူလေးလေးဖြစ်ပါတယ်။လက်ရှိမှာတော့ခေါရချင်းရောက်ပြီးတော့ရှေ့ပလန်နဲ့ ထင်မှကြီးလုံနေတဲ့နန်းဆွေရီဆိုးကိုတော့အားလုံးကသိကြမယ်လို့ထင်ပါတယ်။နန်းဆွေရီဆိုးကတော့လက်ရှိမှာမြန်မာနိုင်ငံရဲ့ဆိုးတော်တူဖြစ်တဲ့လွမ်းပိုင်နဲ့ကတ်တိုးလေးတွဲခုန်နေတာလည်းဖြစ်ပါတယ်။အတိတ်မှာတော့နန်းဆွေရီဆိုးဟာအောင်မြင်တဲ့သူတွေကိုလှုပ်လှိလှထရှိတဲ့ဖြက်လန်းလေးကိုအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နန်းဆွေရီဆိုးဟာမအောင်မြင်ခြင်းတော့ကဖိုးလာပြင်းတဲ့အတူဂျပန်နိုင်ငံကိုအတူတူသွားရောက်ခဲ့ဘူးတာဖြစ်ပြီး သူလိုချင်သမျှအရာအလုံးကိုလည်းဖြည့်ဆည်းပေးခဲ့တယ်လို့သိရပါတယ်။နံပါတ်3ရွှေမုံရည်ဒီလက်ရှိချိန်မှာတော့မြန်မာနိုင်ငံရဲ့အခြေစုံမင်းသမီးစီရင်ဝင်နေတဲ့ရွှေမုံရည်ဒီကတော့တချိန်ကဖိုးလာပြည့်ရဲ့ခပင်းလေးဖြစ်ခဲ့ပါတယ်။ရွှေမုံဟာအနုပညာလောကကိုအသက်18နှစ်ရွယ်တဲ့ကနေစတင်ဝင်ရောက်သူပါ။သူမအနုပညာလောကတွေကိုဝင်ရောက်လာတဲ့ချိန်ဟာသူမငယ်ရွယ်သေးသလိုစိတ်ကစားတတ်တဲ့အရေးဖြစ်နေတာကြောင့်လေတထေကြီးဖိုးလာပြည့်ရဲ့အသေးစိတ်လေးဖြစ်လာခဲ့ပါတယ်။ အဲ့ဒီချိန်မှာလူမသိသူမသိတွေ့ခဲ့ဘူးတာပါအဲ့ဒီနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်စလုံး